69နှစ်ကျွန်တော်အလိုကြီးနာမည်ကမနီလာဈေးရောက်လာပပရာတထုတ်400တထောင်မို့တုံးတော့ရောက်လာကျွန်တော်ကဒီရက်ွက်တဲမှာလည်းရောက်အောင်လဲရောက်ရောက်နဲ့ဒီလိုပဲရှောက်သွားပြီးရောက်အောင်လို့တနေ့ကိုလမ်းလျှောက်ပြီးတော့ရောက်ရတယ်ကြံလာတဲ့အခါကျရင်ပတ်စံလဲတယ်စာဖို့တောက်ဖို့အခက်အခဲရှိတယ်မကြံလာတဲ့အခါကျရင်နည်းနည်းလေးပြေလဲတယ်အော်တကယ်မုံယူဖို့ဖယ်ရတယ်စီစီဝယ်ဖို့ဖယ်ရတယ်အိတ်ဝယ်ဖို့ဖယ်ရတယ် ဟိုပစ္စည်းဘိုးတွေဖယ်ပြီးတော့မပိုတဲ့ဟာလေးတောင်းရတယ်ဘာလို့လဲလို့ပစ္စည်းအရင်ကလဲနေတယ်ပစ္စည်းအရင်ကတိန်းလောက်ရှိရင်၅ရင်းသာရတယ်၅ရင်းသာရတယ်အခုကတရင်းသာရောင်းလိုက်ထားလိုက်ရောင်းပြီးတော့ဖယ်ပြီးတော့နောက်တစ်ခါတော့ဝယ်အဲ့ဒီနေ့ထမင်းမရှိဟင်းမရှိနဲ့ဘာလို့ကုညီမဲ့လူကမရှိပဲကုညီမဲ့မလို့ဘလို့ရှိမှလည်းကုညီမရအောင်ဟိုတောင်းလို့လည်းမရအောင်တောင်းလည်းမတောင်းဘူးဟိုကပပရအချင်းတော့ဝယ်လာတယ် ဝဲလာပြီးတော့တီးရောက်တော့အဝိုင်းရှိတယ်အဝိုင်းကိုညှက်လိုက်တယ်ညှက်ပြီးတော့ထားတာလေစီရဲထည့်ပြီးတော့သူကအငွေ့မတဲခဲ့အငွေ့အရန်တဲသွားလဲပျော့သွားမယ်တော့အဟိုပပရအိတ်ထဲမှာဒီလိုအိတ်ထဲမှာထည့်ပြီး3ရက်4ရက်မလေးဘူးကမဝယ်ဘူးဟိုအငွေ့နည်းနည်းတဲတာနဲ့ထည့်ထည့်ပြီးတော့တေကွင်းနဲ့ပယ်လဲလေထွက်တယ်မီးနဲ့ပယ်လဲလေထွက်ပြီးပျော့တယ်ဒီကြိုးနဲ့ချီမှ3ရက်4ရက်နေတယ် တချို့တွေက3000တောင်မှ1000တောင်မှဝယ်ကျွန်တော်တို့တစ်ခါတည်းစားပြစ်တာမဟုတ်ဘူးကျွန်တော်ကျေယူရအတိတွေအများကြီးရှိတယ်အယောင်ဝယ်ရပါတဲ့အပြစ်မှာကျွန်တော်ပဲပဲသွားလဲဆိုဒီ jacket တွေမှာရောင်းတယ်ရောင်းပြီးလို့ရှိရင်တောင်ကလာသွားတယ်မြောက်ကလာသွားတယ်မရရတဲ့နေရာမှာလိုက်ရောင်းอ่ะအဲတနေ့ရတယ်မဟုတ်ဘူးမြောက်ကလာတောင်ကလာကံပဲနောက်ဒီတကုံတကုံမြောက်ပိုင်းနဲ့လမ်းလျှောက်ပြီးတော့ပဲသွားတာပဲ ဒီလားကားပေါ်အချင်းနာနဲ့လမ်းလျှောက်တာပဲတောင်လျှောက်အရင်တော့ရန်ကုန်မြို့မှာကြည့်ကျက်ဆက်ဆုံးဆိုင်မှာလှုပ်ဘူးတယ်လှုပ်ဘူးတော့တူတယောက်ကိုအလုပ်သွင်းပေးလိုက်တာနဲ့ကျွန်တော်အပြင်အော်ဒါချက်တာကိုဟိုတင်းဖြစ်တယ်ဆိုပြီးတော့တွားပြီးတော့တထဲကိုတွားချုံလိုက်တာ66မှာအလုပ်ထွက်လိုက်ရတယ်အလုပ်ထွက်လိုက်ပြီးတော့ဒီရက်ွက်တဲ့ရောက်လာတဲ့ စခမှနေတယ်အိမ်ငါမိကို20 60ရတယ်။အိုးတင်ငါးကားထဲမှာရတယ်။ရတော့မယားကြီးအိရတဲ့လဲသွားတဲ့အချိန်35ဒိန်းနဲ့ရောင်းပြီးတော့ကုလိုက်တယ်။ကုလိုက်တော့ဘဝပြက်သွားတယ်။ဘဝပြက်သွားပြီးတော့ဒီနားမှလာပြီးတော့ငါပြီးနေတယ်။အရင်တော့ကတော့ယောဂကြောင့်ဘာကြောင့်မရှိတော့ဓမ္မအော်ဒါပဲရတော့ပပရာလည်းမရောင်းအောင်ဆိုက်ကလည်းမနေအောင်။အခုယောဂကြောင့်ဗဇပိတ်တော့ယောဂတွေကတော့အလူအတန်းတွေကနေရော။ ဈေးတွေကတက်လာတော့အလူတန်းတိတ်မလို့တော့ကျွန်တော်အလုပ်တွေပြက်စီးသွားအောင်မရတော့ရတဲ့အလုပ်ကလေးကိုကောက်ပြီးတော့လှုပ်အဲ့ဒီပပရအလုပ်လေးတက်လို့ပပရတော်ယူပြီးရောင်းရတဲ့ဘဝရောက်သွားတယ်မရှိတော့မထူးတော့ဘူးကို့ဘဝဖြစ်စင်ကို့ဘဝဖရားဒီလိုပဲထားတာပဲဆိုစိတ်ကြမကြောက်စိတ်ကြမကြောက်ပဲကျေတော့လာကြပြီးတော့ရောင်းနေရတဲ့ဘဝရောက်သွားကလေးလေးကိုကြောင်ထားမဲ့အားလည်းမထားနိုင် ။နော်ဇေယျစကမရှိတော့ဇပိဇေယျစကအပေါ်မရှိတော့ကြောင်ထမ်းမှလည်းမထားနိုင်။နော်ဒီလိုပဲစားပြီးတော့ဒီလိုပဲနေရ။ဘာလဲအခက်ခဲတွေကကြုံတွေ့နေရတယ်။ဘာလဲတနေ့လုံးမှတနေ့စား။ဟိုဘဝအသက်ကြီးလာမှနာနာနေနေမရပဲနဲ့ဒုက္ခရောက်တဲ့ဘဝရောက်သွားတယ်။ဒီဘက်နာတစ်ချက်ချက်ကြလွတ်သွားတယ် ဟိုဒီဘက်နာတခါကြလို့ရှိရင်နှစ်ဖက်လုံးရှင်းတယ်ပြောလိုက်တာအခါကြရလေအော်ဒီတော့မကြတော့အဲ့ဒါဘာဖြစ်တာလဲကိုကျွန်တော်လည်းစဉ်းစားလို့မရတချို့ကြတော့လာဝယ်တဲ့အထင်သာအနာလကနှစ်ခါသုံးခါပဲတချို့ကြတော့ဟိုအပေါ်အလန်းခေါ်လို့ရှိရင်တယောက်ကပျော်ပြီးပါတယ်တိလားမမိုးကြီးဟိုမှာလန်းခေါ်နေတယ်ဒီမှာလန်းခေါ်နေတယ်ဒီနေ့ကို၄000 4000ကျွဲဖို့ရောင်းရတယ်အရင်က2000 8000ရှိတယ် နော်ကိုကြီးရင်နှုတ်ပါကြီးရင်နှုတ်ကားကနှုတ်နဲ့ပို့တဲ့ပတ်စံပဲဒီပါလာတယ်ဟုတ်တယ်မလားဝင်းတော့မနေဘူးတောင်နဲ့ဘယ်လိုလဲဆိုတော့ဒုက္ခရောက်တာတော့တော်တော်ဒုက္ခရောက်တယ်အချိန်တော့ပတ်စံရှင်တော့တာသမီးကြီးကြည့်တယ်လူများလေးကိုကြည့်တယ်ကိုမရှိတဲ့အချိန်တော့တာသမီးလေးမကြည့်နိုင်ဘူးတာသမီးလေးတကြက်တော့မရောဘူးအဲတာသမီးအရင်နေတော့ဒီလားမရှိလို့တို့တို့ချင်းမှာပတ်စံရှိတဲ့လူများကိုချီးတယ်ကိုပတ်စံနှစ်တောင်လောက်ဈေးဖို့လေးပြပါတော့မရှိဘူးပါဦးညာဦး လူများကကြတော့အတော်နဲ့ချီရတာဒီမှာကုညီဘူးဘာဖြစ်လို့လဲဆိုတော့နောက်အိမ်အောင်ပြုရရဲ့အတွက်ဒီကလေးလေးဆိုတော့ကြည့်လို့မရကြည့်လို့မရတော့ကျွန်တော်ကလေးလေးကျွန်တော်ဘယ်ဘောပထမကလေးတော့ကျွန်တော်ဘလို့မွေးလာလဲဘလို့ရေဆိုင်လာတဲ့ဒီကလေးလေးကျွန်တော်မလွတ်နိုင်ဘူးကျွန်တော်တကူရေတကာရကျွန်တော်တကယ်ရင်းမှာအလုံးလုံးချင်မလို့တောင်းစားလို့ရတယ်ကျွန်တော်တကယ်ရင်းအများကြီးရှိတယ် မယားကြီးရဲ့တာသမီးတွေအများကြီးရှိတယ်။မယားကြီးရဲ့တာသမီးတွေကိုပြုစုလိုက်တယ်။အဲ့တော့သူတို့လည်းသူတို့အိမ်အောင်တဲ့သူတို့ပိုရီကနောက်အိမ်အောင်ပြုလိုက်တော့ဒီကလေး၃ယောက်ဒုက္ခရောက်မှာဆိုလို့ဒုက္ခနဲ့ရင်ဆိုင်ရောက်မှာဆိုလို့ကိုကကျိုးကျိုးကုတ်ကုတ်နဲ့မန်တဲ့မနိုင်မဲနဲ့လည်းမန်ထားရတဲ့ဘဝရောက်သွားတယ်။တိလားလဲကမှလဲမာတော့ယူနေတက်တိမလျှော့လူပြားချင်းမဟုတ်ဟိုခိုးတာတို့ဖွက်တာတို့ဒိန်တာတို့နဲ့ယူနေတက်တိကြက်ွက်တစ်ခုလုံး ပြာဆိုရင်မရှိဒီတိုင်းမအေးအေးလေးနေတယ်အရက်လည်းမတော့ဆက်လေးလည်းမတော့ဘူးဘိုးကကိုမနဲ့မိုးလေးရုံးကန်ပြီးတော့ထွက်သွားတယ်ညကြပြန်ရောက်လာမရှိရှိရနဲ့စားပြီးတော့အေးလမ်းမနေမကောင်းထိုင်မကောင်းဖြစ်တဲ့အခါကျရင်တကယ်တည်းနေကြီးကအကူကြီးရလဲရတယ်မရလဲကိုယ့်ကိုဆေးတော့ပြီးတော့ဒီလိုပဲခုံနေရတယ်ဘာဖြစ်လဲအတက်က69လဲဝင်လာလေနားတစ်ဖက်ကစကားပြောလာပြီးတော့ မတေကအချိန်မှာကျွန်တော်သားသမီးလေးတွေသူတို့တွေကြာရစ်တဲ့လူတွေတွေပြေလည်မှုလေးပဲလို့ကျန်တယ်ကျွန်တော်ကတော့သွားမဲ့လူတွေအချိန်ကနေနေပြီလေဘယ်နေလဲဆိုတော့အဲ့ဒါဖရားလက်ထက်မှာရှိတယ်သူတို့လေးတွေကျွန်တော်မသွားခင်ကျွန်တော်ရှာပြီးတော့ပြေလည်မှုလေးရရှိခဲ့ပြီးထားကြည့်ခဲ့တဲ့အဲ့ဆန္ဒတစ်ခုကတော့ရှိတယ်